1845ခုနှစ်မှာမာရီဆိုရဲမျိုးသမီးကစုံတက်ကိုတုံးမှုကြောင့်မြုပ်ခန့်လူလူရဲ့မိရှော့ပစ်ပေးတာကိုခံခဲ့ရပါတယ်။နေပေါင်းများစွာကြတော့အရန်နာမဲကြီးတဲ့ကိုတက်ဆိုတဲ့တရင်တောက်ကထူးဆန်းတဲ့နွားရကောင်ရှိတဲ့လေသမားကြီးကိုရောက်လာပြီ။နွားရဲ့နှဖူးမှာရှိတဲ့အမတ်သားကလည်းသမားကြီးရဲ့သားလက်ဆော့လိုက်တာလို့ထင်နေမိပါတယ်။ဒီချိန်မှာအနားမှာရှိတဲ့တပင်ကနေသူ့ကိုလှမ်းခေါ်သလိုခံစားလိုက်ရတယ်။အနားကိုတွားကြည့်တော့တပင်ရဲ့အောက်ခြေမှာအယုတ်လေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အယုတ်မှာရေးထားတဲ့စာကတော့1845ခုနှစ်ဖေဖော်ဝါရီလ31ရက်ပဲဖြစ်ပါတယ်။လေသမားကြီးကတော့လူသမားတွေကန်ကောက်အောင်အယုတ်တွေကိုအဲ့လိုမျိုးထားလိုက်ရှိကြောင်းပြောပြပါတယ်။ဒါပေမဲ့ဒီယုတ်ပုံစံမျိုးကလေသမားတွေသုံးတဲ့အယုတ်မျိုးတော့မဟုတ်ပါဘူး။ ကိုတက်ကအဲ့ဒီရုပ်ကိုတုံးပြီးတော့တရင်တပုတ်ဖြစ်အောင်ဖန်တီးဖို့စိတ်ကူရလာပါတယ်။ပိုချောက်ရှာကောင်းတော့ရုပ်ရက်ကောင်းကိုခွဲလိုက်ပြီးတော့ဓာတ်ပုံရိုက်ကတရင်ရည်တင်ပါတယ်။အဲ့ဒီနေ့ညကိုတက်ကအိမ်ကိုပြန်လာတော့တော်ရဲမှာရုတ်တရက်ပေါ်လာတဲ့နွေးလိုင်ဝင်တိုင်းမိမလို့ဖြစ်သွားတာကြောင့်ကားကိုရှောင်းလိုက်တော့လမ်းမေးကိုကြာသွားပါတယ်။ကိုတက်ကကားကိုဆင်ကြည့်တော့နွေးလိုင်ကတော်ရဲကိုသွားနေပါတယ်။နွေးလိုင်ကမနေ့တုန်းကတစ်ပြင်းအောင်ကိုသွားပြီးတော့ဒူထောက်ကသူ့ရဲ့ဝိညာဉ်ကိုဆက်သားလိုက်ပါတယ်။ ကိုတက်ကသူမရဲ့ပကုံးကိုထိလိုက်တဲ့အခါမှာတော့ချက်ချင်းနေသားသွားပါတယ်။လေလာနေထိုင်တဲ့နေရာကိုစုံစမ်းပြီးလိုက်ပို့တဲ့အခါသူ့ရဲ့အဖေဦးတီတို့ဦးလေးတို့နဲ့ဆုံပါတယ်။ဦးတီကဒေါက်တာနေကိုအင်ကိုပင်းဖိတ်ပြီးတဲ့နောက်သမီးကိုကြည့်ခိုင်းပါတယ်။နေလိုင်ကစွန့်အာနာမကြဖြစ်မှန်းသိလိုက်ရတော့နေလိုင်စကားပြောတာကိုနားနဲ့ဆက်ဆက်ကြားခဲ့ရတဲ့ကိုတက်ကမယုံကြည်နိုင်ဖြစ်နေပါပြီ။ဒေါက်တာနေကတော့အရက်တောက်ထားလို့ကြားလိုက်ရတာလို့ထင်နေပါတယ်။ကိုတက်ကကားကိုပြင်လိုက်ပြီးတဲ့နောက်မိုးတယ်မှာဝင်လာတယ်။ဖျားယောင်းသွားတဲ့အခါမှာတော့ဦးတီကနေလိုင်ဟာမေတော်မာရီရုပ်ထုရဲ့ရှေ့မှာရပ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒီချိန်နွေးလိုင်ကသူ့ကိုစကားပြောနေတဲ့အတန်အတန်ကိုကြားလဲရပါတယ်။နွေးလိုင်ဖျားကြောင်ကပြန်ထွက်သွားတော့မိန်ကလေးတချို့ပါလိုက်ထွက်သွားတယ်။ကောင်းကင်မော်ကိုမော်ကြီးလိုက်တဲ့အခါနွေးလိုင်ကအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ပါတယ်။ အချင်းချောင်းစောင့်ကြည့်ထားပြီးတဲ့နောက်မာရီကပေးလိုက်တဲ့အတန်းနဲ့စကားပြောပါတယ်။သူကစကားပြောလို့ရတယ်လို့နားလဲကြားသွားတဲ့အတွက်နေလိုင်ကအံ့ဩနေပါပြီ။အဲဒီညကိုတက်ကအယုံနဲ့ပတ်သက်ပြီးတော့စံချောင်းထဲမှာမိမတယောက်တွားသွားနေတဲ့ပုံကိုအာယုံပေါ်လာပါတယ်။မော်လင်းလုံးမျက်နှာချက်ကိုကြည့်လိုက်တဲ့အချိန်မှာရေးသေးစိမ့်ချနေတာကိုတွေ့လိုက်ရတယ်။ထူးခြားတဲ့အဖြစ်အပျက်ရှိခဲ့တာကြောင့်မျိုးနဲ့လူလူကအပြင်ကိုရောက်လာပြီးတော့ကြည့်ရှုကြတယ်။ဦးတီကသူ့သမီးကိုအိမ်ထဲမှာထားဖို့လုပ်ပေမဲ့နေလိုင်ကအပြင်ထွက်လာပြီးတော့အပြင်ကိုကင်ခဲ့ခါမာရီကိုတွေ့လိုက်ရပြန်ပါတယ်။အောက်ပိုင်းတင်နေတဲ့ကောင်လေးကိုနေလိုင်ကအပျော်လေးနဲ့အာယုံပြပြီးတော့ကုသပေးခါလမ်းပြန်လျှောက်လို့ရသွားတာကြောင့်အားလုံးကသူ့ကိုဒုထောက်အယူတည်ပေးနေကြပါပြီ။ကိုတက်ကဒီတဲ့င်းကိုလိုင်းမော်တင်လိုက်ပါတယ်။ ။ဘုရားကျောင်းထဲမှာတော့မာရီယုတ်ထုကသွေးမြေ့ရည်တွေကြာလာပါတယ်။ဖာသာစီယာနဲ့ဖာသာဒီပါတို့ကနွေးလိုက်ကအောင်းပွဲရတွေကိုတကယ်လုံးနိုင်တာဟုတ်မဟုတ်စစ်စစ်ကြည့်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုရင်တုန်းကလည်းနွေးလိုက်လို့မျိုးလူတွေကိုအနာရောဂါပြအောင်ကယ်တင်ပေးခဲ့တဲ့အဖြစ်ပြက်သုံးညင်ရှိခဲ့ပူပါတယ်။နွေးလိုက်ကသတင်းစာရှင်းသင်းပွဲလုပ်ဖို့လာတဲ့အခါမှာသတင်းနောက်တွေရဲ့မိကွန်းရိုင်းနေတဲ့ဂျုံကပါတယ်။ကိုသက်ကသူတို့ကျောင်းဝင်ပြီးတော့နွေးလိုက်ရဲ့ယုံကြည်မှုကြောင့်ဝင်မြန်တော့ကောင်းကောင်းမွန်မွန်ပြန်ဖြစ်ခွင့်ရသွားပါတယ်။ဖုန်းတော်ကြီးတွေကတော့စစ်စစ်မှုပြလို့ပို့အပင်နာဟုလူတွေရောက်မလာအောင်တားလိုက်ကြပါတယ်။ကိုတီကအနာကိုကတ်ကြည့်တဲ့အခါမှာတော့အယုတ်ကိုတီးလိုက်ပါတယ်။ယုတ်တီရဲ့အနာမှာနွေးရဲနဲ့ကောင်ပေါ်လာပြီးတော့သူ့ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့လူတွေရောက်လာလို့မတည်သွားပါဘူး။ဦးတီကနွေးလိုက် ကိုကိုတက်မင်းနေရဲ့အင်တာဗျူးကိုဖျက်ချပစ်လိုက်ပါတယ်။သူရဲ့အဆိုယောဂကြောင့်မင်းမင်းထန်ထန်ချောင်းရှိုးနေပါပြီ။ကိုတက်ကနာမည်ကြီးဖို့အတွက်သမီးကိုအုံချနေရသဘောမကျလို့သူရန်ကသူ့သမီးစီလာပြီးတော့ကယ်တင်ခိုင်းမအောင်မလို့လာပါဘူး။အဲ့ဒီညမှာကိုတက်ကမိုဒယ်ကိုပြင်ရောက်တဲ့အခါမှာတော့တီတိုစကားတန်တွေကိုကြားလိုက်ရပါတယ်။သူနောက်ကိုတရဲတကောင်လိုက်နေတာဖြစ်ပါတယ်။နေလိုက်ကဦးတီရဲ့မျက်စိရှိမှရင်းမဲ့ဖာသာဇီယာနဲ့ဒီပါတို့ခိုင်းနေတဲ့တချင်းဆူရပါတယ်။ယောဂဖောက်သွားတဲ့ဦးတီကိုနေလိုက်ကကုသပေးလိုက်တာယောဂချက်ချင်းပြောက်သွားချိန်မှာနေလိုက်ရဲ့နောက်မှာတရဲတကောင်ကိုမြင်လိုက်ရပါတယ်။တမန်သွားရကြည့်တော့ယောဂကလုံးဝအရှင်းပြောက်သွားတာကိုတီလိုက်ရပါတယ်။ဖုန်းတော်ကြီးတွေကလည်းနွေးလိုက်ကဘုရားသခင်အစွမ်းချင်းမြင်ပေးခံရတဲ့ဆိုတော့အတီးပြလိုက်ပြီးတော့ ော့အပင်ကိုကိုးကွယ်ခွင့်ပြုလိုက်ကြပါတယ်။နေလိုက်အရန်နာမည်ကြီးသွားပြီးအပင်ကိုလည်းဒတိုင်းပြည်လုံးကလူတွေကလာရောက်ကြည့်ရှုကြတယ်။နေလိုက်မှာဖန်နေများရပြီးဒီလာဆွစ်တဲ့သားတွေလွတ်တောင်ဝင်ပြီးတော့ကြည်ကျူနေကြပါတယ်။အကျိုးကတော့လေစားခံနေရတာလို့ထင်မိတဲ့အတွက်မိသားစုကိုခေါ်ပြီးတော့တခြားမျိုးကိုပြောင်းသွားကြပါတယ်။ အိမ်သားမလူအများကြီးရှိနေတဲ့အတွက်ဥတီကနွေးလိုင်ကိုတနည်းအားဖြင့်ပို့ဖို့ပြင်ပါတယ်။ဥတီကဖះเจ้าမှာဆေးလေးတောင်းနေုံနဲ့ဂျာကစာအုပ်တုပ်ကိုတွေ့ပါတယ်။စာအုပ်ထဲမှာတော့အယုတ်တိုအမြန်နဲ့ဖုန်းနဲ့နတ်ဆိုးကိုထိန်းချုပ်နေကရှိနေပါတယ်။အမောင်တွေကလည်းဥတီကိုတစုံတရာကကြည့်နေပါပြီ။ကိုသက်ကဒေါက်တာနီနဲ့တွေ့ဆိုရင်းနဲ့ဖေဖော်ဝါရီလ31ရက်နေ့ဆိုတာမှဖြစ်နိုင်တဲ့အကြောင်းကိုဆွေးနွေးပြပါတယ်။လမ်းလျှောက်ရင်းနဲ့သူ့အိမ်မက်ထက်ကအိမ်ရဲ့စံကြောင်းရဲ့ကိုတွေ့လိုက်တော့ကိုသက်ကလန်သွားပါတယ်။စံကြောင်းထဲကိုသူငုံကြည့်လိုက်တော့အိမ်မက်ထက်ကပုံရိပ်ကခုန်ထွက်လာတဲ့အတွက်အယံကိုလန်သွားပါတယ်။ကိုသက်ကတခုခုကိုတန်တရာရှိလာတဲ့အတွက်ဥတီနဲ့စကားပြောဖို့လုပ်ပါတယ်။ဥတီကတော့ဖះเจ้าမှာဝန်ခံချက်လာလုံနေပါတယ်။တစ်ဖက်ကအမျိုးသမီးကသူ့ကိုစကားပြန်ပြောပြီး ီးတော့တက်ပစ်လိုက်ပါတယ်။ကိုသက်ကဖျားကြောင့်ကိုရောက်လာတဲ့အခါဂျူတန်လန်နဲ့ဦးတီကိုတွေ့လိုက်ရပါပြီ။ဦးတီကိုဆေးရုံမြန်ပို့ပေးလိုက်ပြီးတော့ဖာသာစီယာတို့ကဒီကိစ္စကိုဖုံးကွယ်ထားဖို့ဆုံးဖြတ်လိုက်ကြတယ်။နောက်နေ့မှာကိုသက်ကနွေလန်စီကိုသွားလဲတဲ့အချိန်သူနောက်ကိုတယောက်ကလိုက်ခံနေရကြောင်းကိုပြောပြပါတယ်။ကိုသက်ကနွေလန်ရဲ့အင်တာဗျူးတွေကိုရှောင်ကြည့်နေတဲ့အနားမှာတယောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ပုံချက်ကြည့်လိုက်တဲ့အခါတေးကအထက်ကနေခုန်ထွက်လာတယ်လို့ဖြစ်သွားပါတယ်။နောက်နေ့ဦးတီရဲ့နားရီမှာဒေါက်တာနီနဲ့စကားပြောရင်းနဲ့ကိုကိုကိုတတ်တည်ခဲ့တဲ့ဆိုတာကိုမယုံကြည်ကြောင်းပြောပြပါတယ်။ဖျားကြောင့်မြင်ရက်ကိုသွားတဲ့အခါဦးတီဖော်ထားတဲ့စာအုပ်ကိုတွေ့သွားပါပြီ။အဲဒီစာအုပ်ထဲမှာမာရီရဲ့အကြောင်းလေးပါဝင်ပါတယ်။မာရီကနေမကောင်းတဲ့သူတွေကိုဥတ ပြီးအပြိုစင်မာရီဖြစ်ကြောင်းသူ့ကိုယ်သူဝန်ခံပါတယ်။ဒါပေမဲ့သူ့ကိုယ်တန်တရားဝင်တဲ့သူများနေရဲ့အခါမှာတော့1984ခုနှစ်မှာစစ်ဆေးခံခဲ့ရပါတယ်။ဘာတွေကသူကနတ်ဆိုးကိုယ်ကွယ်ကြောင်ဝန်ခံခဲ့တဲ့အတွက်လူတွေကသူမကိုတပ်ပြစ်ပြီးတော့အရုပ်ထည်မျက်နှာဖုံးနဲ့အောက်မှာထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။မာရီတည်ဆုံးပြီးနောက်ပိုင်းသူကူးသားရဲ့လူတိုင်းဟာနေမကောင်းဖြစ်ဖြစ်သွားခဲ့ကြပါတယ်။နေလိုက်ငိုစကားပြောတဲ့သူကအပြိုစင်မာရီမဟုတ်ဘဲနဲ့နတ်ဆိုးမာရီဖြစ်မှန်းသဘောပေါက်သွားခဲ့ပါပြီ။ဒီကိစ္စကိုတည်သွားတဲ့ဦးတီကိုရှင်းပြမှန်းသိလိုက်ပြီးချိန်မှာနေလိုက်ရောက်လာပြီးတော့အပင်စီကိုသွားဖို့ခေါ်ပါတယ်။နေလိုက်ပြန်သွားချိန်မှာတရေကကိုတန်းနဲ့ဒေါက်တာနီကိုတိုက်ခိုက်ပါတော့တယ်။ဖျားချောင်းပြင်ကိုအမြန်ထွက်သွားနိုင်လို့သာအသက်ရှင်သွားခဲ့ကြတာပါ။ကိုတက်ကစားအုပ်ကိုယူပြီး ီဖာသာစီယာနဲ့ဒီပါကိုတင်ပြရတယ်။တကယ်တော့အဲဒီအကြောင်းကိုသူတို့ကသိခဲ့တာကြာပြီဖြစ်ပြီးတော့တက်သေးပြစရာမရှိလို့ညင်နေခဲ့ကြတာပါ။ဒုနာပြူတွေကလည်းဒေါက်တာနီကိုနှေးလိုက်နဲ့တွေ့ခွင့်မပေးပါဘူး။ကိုတက်ကအရင်ကဆော်ရဲစတန်တွေကိုပြန်ရှာကြည့်ရင်းနဲ့နက်ဆိုးမာရီမှာတမိတယောက်ရှိခဲ့ပြီးတော့သူ့ရဲ့အစွမ်းကိုမျိုးစင်ဆက်ဆက်ကန်ကွင်းတောင်းခဲ့ကြောင်းသိလိုက်ရပါတယ်။ဆိုလိုတာကတော့နှေးလိုက်ကသူ့ရဲ့မျိုးဆက်သစ်ဖြစ်ပြီးတော့ဒါကြောင့်ပဲဆက်သွယ်လို့ရနေခဲ့တာပါ။နက်ဆိုးမာရီတို့အစွမ်းထက်ချက်ကတော့ဖာသာစီယာတို့စီရောက်လာပြီးတော့တိုက်ခိုက်တိုင်းနဲ့အထိပါပဲ။ဖာသာစီယာကိုတိုက်ခိုက်လို့ဖာသာဒီပါရောက်လာပြီးတော့ကျန်းစာနဲ့ဝိညာဉ်နေပါတယ်။စတန်တွေကိုအကြီးဖြောပြစ်ပေးမဲ့အလို့ရထားတဲ့ဖျားစာတွေကိုဆက်ရုပ်ပါတယ်။နက်ဆိုးမာရီကဝိညာဉ်တွေကိုမနှောက်ခင်နှင်းနှင်းမလို့ရ က်ပါတော့တယ်။ညနေရောက်တော့လူတော်တော်များများကအပင်အောက်ကိုရောက်နေနေကြပါပြီ။ဖျားเจ้าနဲ့မှာတော့ဇီယာနဲ့ဒီပါတို့ကအယုတ်ထဲကိုဝိညာဉ်ပြန်ထည့်ဖို့ကြိုးစားနေတာကိုကိုတန်းနဲ့ဒေါက်တာနေတို့ကထမ်းကြည့်နေပါတယ်။မိညီတိုင်းတရေကမိကိုမှုတ်ပြပေမဲ့ရုတ်တရက်ကြီးမိကကြီးသွားပြီးတော့ယေရှုဖျားသခင်ရဲ့ပုံတော်ကိုလောင်ကျွမ်းသွားကဒီပါဘောကိုပြုတ်ကျလို့တော်ကြီးသွားပါပြီ။ရတုမာသိမြကြီးတွေကြိုက်လာတော့နေလိုက်ရဲ့မျက်လုံးကပါအဖြူအောင်ကြီးဖြစ်သွားပါတယ်။နေလိုက်ကလူတိုင်းရဲ့ဝိညာဉ်ကိုယူဖို့အစဉ်သင်းဖြစ်နေတဲ့အချိန်လူအုပ်ထဲကိုကိုတက်တို့ရောက်လာပါတယ်။ကိုတက်ကလူတွေအားလုံးကိုရှစ်ထွက်ပြီးဒါရီအားလုံးကအတူရောက်နေဖြစ်ကြောင်းကြေညာပါတယ်။ဒေါက်တာနေကလည်းနေလိုက်ရဲ့ရှိမှလက်ဟန်ပြပါတာစကားကိုသုံးပြီးတော့သူမြင်ခဲ့တာကနတ်ဆိုးမာရီဖြစ်ကြောင်းရှင်းပြပါတယ်။ကိုတက်ကလည်းအစာပဲ ိုင်းမှာသူလင်ညာခဲ့တဲ့အကြောင်းအရာတွေကိုအားလုံးရှိမှဝန်ခံပါတယ်။နောက်ဆုံးမာရီကနွေလိုက်ဖေကိုတက်ပြစ်ခဲ့ကြောင်းဒေါက်တာနီကပြောပါတယ်။လူတွေကတော့ဘာလို့ယုံလုံးယုံအောင်မှမသိတဲ့အတွက်စကားတွေများနေကြပါပြီ။အဲဒီအချိန်မှာပဲနောက်ဆုံးမာရီကနွေလိုက်ကိုကိစ္စဆက်လုပ်ခိုင်းပါတယ်။သူလည်းသားခံရတာကိုယုံသွားတဲ့နွေလိုက်ကအားလုံးရဲ့ရှိမှဒီကိစ္စကိုလိုက်မလုပ်ဖို့ပြောပါတယ်။ဒေါက်တာထွက်သွားတဲ့နောက်ဆုံးမာရီကရှင်းသမျှပစ္စည်းကိုမရှုလိုက်တဲ့အတွက်လူတွေကအမြန်ထွက်ပြေးကြပါတော့တယ်။အရင်တော့ခြေထောက်ကောင်းခဲ့တဲ့ကောင်လေးကလည်းဒီရိုတိုက်ပြန်ဖြစ်သွားပါပြီ။မိလောက်ကျန်နေတဲ့အချိန်မာရီဝိညာဉ်ကတစ်ပင်ကနေထွက်လာပါတယ်။နေနဖို့ချွတ်လိုက်ပြီးမျက်နှာအစ်ကိုပြကစီရအောင်မရှုပြပါတယ်။ကိုတက်တဲ့နွေလိုက်ရဲ့ပြေပေါက်ရှိမှအမြဲတမ်းဝင်ဝင်ပိတ်ပြီးတော့ကိုတက်ကိုမရှုလိုက်ပါတယ်။ ်။ကိုတက်ကိုမထီအောင်လေးလိုင်းကအရှိအဝင်ခံတော့တည်ဆုံသွားခဲ့ပါပြီ။သူမျိုးဆက်တည်ဆုံသွားပြီဖြစ်တဲ့အတွက်နောက်ဆုံးမရီကလည်းအမုံနေဖြစ်ပြောင်းလဲသွားပါတော့တယ်။ကြေကွဲသွားတဲ့ကိုတက်ကမေရိုမာကြီးရှေ့မှာအသက်ပြန်ရှင်အောင်လုပ်ပေးဖို့တိုင်တယ်လိုက်တာဆူတောင်းပြေသွားပါတယ်။ဒီကိစ္စတွေပြီးသွားတော့ကိုတက်တို့ကဦးတီရဲ့အုပ်ကိုသွားလဲကြတယ်။နေလိုင်းကအခုဆိုရင်စကားမပြောရတော့တာကြောင့်လက်ဟန်ပြပါတာစကားကိုပဲပြန်သုံးနေရပါတယ်။နောက်ဆုံးမရီရဲ့မျိုးဆက်တဲ့နေလိုင်းကမတည်ဆုံသေးတဲ့အတွက်နောက်ဆုံးမရီကအသက်ရှင်သွားသလိုဖြစ်ပြီးတော့အပြိုချင်းမရီရဲ့မျက်လုံးကနေတွေးကြည့်ကြလာပြန်ရင်လည်းဇလက်လေးလေးပြီးဆုံးသွားပါတော့တယ်။လူဦးကြီးမင်းတို့လည်းတော်ရဲမှာအယုဒ္ဓိတွေးရင်မကောက်ကြပါနဲ့။ကောက်ချင်လို့ရင်တော့စပင်သွားကောက်လိုက်ကြပါ